အမဲသားကိုရှောင်၍ကြံသောအသားများစားခြင်းသည်မှန်ကန်ပါသလားဒါတော့လူတွေရဲ့ဆန္ဒနဲ့ဆိုင်တယ်ပေါ့တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံနဲ့မတူစက်မှုလေရလုတ်တဲ့နိုင်ငံတွေကြတော့နှွားကိုခိုင်းတာမဟုတ်ဘူးမြန်မာပြည်ကတော့စက်မှုလေရမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်လက်ဆိုင်တယ်ဆိုလဲနှွားနဲ့ပဲထွန်းတာရတ္တာတွေကိုနှွားနဲ့ဆိုတော့ ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင်အော်သူတို့ရှိလို့ငါတို့စားနေရတာပါလားဟာသူတို့လှုပ်အားနေနေပါလားလို့ဆိုရင်ဒီလိုကျေးဇူးတင်ပြီးတော့ရှောင်တာနော်ရှောင်တာဟာရှောင်တဲ့ဘက်ကကြည့်မယ်ဆိုရင် ကောင်းတယ်လို့ပြောရမှာနော်ကျန်တဲ့ကျန်တဲ့သရဝါတွေကိုဒီစားတာဟာကိုယ့်အကူဟင်းတဲ့အနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ ဒီတရားတွေကိုဘုရားသခင်ကဖြာစင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿာဝါစာဖြစ်တယ်အမြင်ဟာလည်းမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဆိုတာသူကနဲ့သူဖြစ်တာလူစားဖို့ဖြစ်လာတာမဟုတ်ဘူးသူကနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖြာစင်းပေးထားတာမဟုတ်ဘူးသူကနဲ့သူဖြစ်လာကြအဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့နွားကြတော့အကျဉ်းတရားအပြင်ခြေဆုတရားကိုလူတွေကထက်သွင်းစဉ်းစားကြတာပေါ့ ထက်သွင်းစဉ်းစားကြတာအဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဘိမီတိသရဝရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်တဲ့စိတ်နဲ့သရဝရရဲ့အသက်ကိုရှောင်းမယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲသို့တော့ဟင်းအနေနဲ့စားတယ်ဒီသရဝရသေးပါစေဆိုရဲစိတ်လည်းမရှိဘူးသူတို့သေပြီးသားအသားကိုပဲ ဟင်းတစ်ခွက်အနေနဲ့တမန်အဖြစ်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူး စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသေးတဲ့ကြောင့်အပြစ်ရှိတယ်လို့ပြောလို့မရဘူး။ဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမှုတည်တယ်။တရားမျှတတာမမျှတတာဟာဒါနဲ့မဆိုင်ဘူးပေါ့။နော်။ကိုကစားတာဟာတတ်ပြီးတော့စားတာမဟုတ်ဘူး။ဈေးမှာအစင်းသိရောင်းချတာကိုစားတာ။အဲတချို့ကလည်းပြောကြတယ်။စားသူရှိလို့တတ်သူရှိတာလား။စားလို့တတ်တာမဟုတ်ဘူး။မစားလည်းတတ်တာ။ စင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ကျွန်တော်တတ်တာအများကြီးပဲเนาะကြားတွေဆိုလဲအတ္တခံရတယ်ဘာကြောင့်တတ်ခံစားဖို့မဟုတ်ဘူးအေးလို့ကျွန်တော်တတ်တာလူတွေကတတ်တဲ့လူကတော့သူကသူသူ့အတွက်သူငွေရဖို့သူတခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေးဟာလည်းမှန်ကန်မှုမရှိဘူးပေါ့เนาะမှန်ကန်မှုမရှိဘူးအဲ့တော့သရဝါးတွေကိုတနာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင် တတ်တယ်လို့စားအကယ်၍ဟင်းဒီဟင်းရွက်အနေနဲ့တရားတွေသိပါစေဆိုရဲစိတ်မရှိပဲနဲ့ဟင်းအနေနဲ့ပဲကိုဒီတဲ့ပို့ပြီးတော့မစင်စားပဲနဲ့စားတယ်ဆိုရင်အဲ့ဒီလူရောပြည့်စုံလားဆိုပြည့်မရှိဘူးအဲ့ဒါတော့ပြည့်မရှိဘူးเนาะရသော်ဘုရားလည်းဒါကိုခေါ်ထားရှိ လက်မှာအနာစာမရှိတို့အနာစာမရှိတဲ့လက်နဲ့အစိတ်ကိုကိုင်းရင်လည်းအစိတ်မသိမှုတဲ့ ဆိုလိုတာကကိုယ်စိတ်ကရိုးသားဖြောင်းဖြောင်းမတ်နေတယ်ဆိုလို့ရှိရင်တော့ဒါအပြစ်မရှိဘူးလို့ဆိုရမှာဖြစ်တယ်။အဲ့တော့အမဲသားကိုရှောင်ပြီးဂျန်တဲ့သားကိုစားခြင်းသည်မှန်ကန်ပါသလားဆိုမှန်ကန်တာမှမှန်ကန်တာအသာထားနော်ပြစ်ရှိပါသလားအပြစ်မရှိဘူးလားဒါဒါသာမေးရမှာဖြစ်တယ်ပေါ့နော်တဲ့မှန်တာမှားတာနဲ့ပတ်သက်တာမဟုတ်ဘူးတရားကနော်အမဲသားကိုရှောင်ပြီးဂျန်တဲ့အသားများကိုစားတာဟာ ကို့အနေနဲ့ဟောမဲသားကြတော့နွားတွေရဲ့ခြေစုပ်ကိုချိပ်ပြီးတော့မစားတဲ့မူဆိုပြီးတော့ရှောင်ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့လယ်ရီဆရာတော်ကြီးပြောတဲ့စကားကိုမှတ်သားထားတဲ့လယ်ရီဆရာတော်ကအမဲသားမစားဘူးဆိုပြီးတော့ဟောတယ်။တနိုင်ငံလုံးလှုပ်ဆော်တယ်။အမဲသားရှောင်ကျင်ရေးတွေလှုပ်ဆော်တယ်။အလှုပ်ဆော်တဲ့အခါကျတော့နွားမေတ္တာစာတွေပါတွေရေးပြီးလှုပ်ဆော်တယ်။အဲ့တော့လှုပ်ဆော်တဲ့အခါမှာ တချို့ဘုန်းကြီးတွေကပြောကြတယ်လယ်ရီဆရာတော်ကနွားပဲသနာသလားကြက်တွေဝက်တွေတော့မသနာဘူးလားနဲ့ဆိုအပြစ်တင်ကြတယ်လယ်ရီဆရာတော်ကြီးကဘာပြန်ပြောတော့ဆိုကျွတ်တူကတော့ဗျာပြေးရင်လွှားရင်နွားတစ်ကောင်ပဲဆွဲသွားနိုင်တယ်ကြံနာခမားတို့ဆွဲကြပေါ်ဗျာလို့ပြောတယ်အဲ့တော့သူများကိုအပြစ်တင်နေမဲ့အစာကိုကိုယ်တိုင်လိုက်နာမှာတာဟာနော်နော်နွားကိုသာသနာပြီးကြံနာရီမသနာဘူးလို့ဒီလိုပြောလို့မရဘူးပေါ့နော်အဲ့တော့ ကိုရှောင်းနိုင်ရင်အကုန်ရှောင်းဒီလိုဆွလို့တယ်ပေါ့လယ်ရီဆရာတော်ကြီးပြောတယ်ဘလို့ရှင်းပြရင်ကျုပ်ကတော့နွားတကောင်ပဲဟောနိုင်သေးတာခမရတို့ဟောရပါဗျာတဲ့ကြက်တီငှက်တီဝက်တီလည်းမစတတ်အောင်ကျုပ်ကတော့ပြင်းရင်နွားရင်နွားတကောင်ပဲဆွဲနိုင်တယ်ခမရတို့ကြက်တီဝက်တီဆွဲကြပါဗျာဂျန်တဲ့ဟာလဲဂျန်တာပြောပေါ့ဒါမို့ဗီဂျီဆိုတာရှိတယ် vegetable vegetarian ဆိုတာဒီ ာငါနဲ့တက်ရှိတရဝါနဲ့ပတ်သက်တဲ့အစာအစာတွေကနေရှောင်းနေဒါပဲတရဝါတွေနဲ့ပတ်သက်တဲ့နွားနို့တို့ကျဲ့ဥတို့စားတာမျိုးတွေပါလေရှိတယ်နောက်တစ်ခါဒီတေးအိတ်တို့တေးဖနတ်တို့စီတာဒါလည်းသာအောင်စားတာလိုပဲပါထူးတော့တေးဖနတ်စီးနေတယ်ဆိုရင်နွားသားစားတယ်လို့ပဲမထူးသူ့ဟာကိုတုံးတာဖြစ်မိချောင်းရေတွေတုံးတယ်ခုခေတ်မှာဆိုလို့ရှိရင်အဲ့တော့တရဝါဖြစ်လာတာ ဘီချီဆိုသရဝါဖြစ်လာတာတွေဘာတစ်ခုမှမတုံးเนาะသေးကြခင်လဲမောနဲ့သေးဖဏလဲမစိနဲ့သေးအိတ်လဲမကိုင်းနဲ့သရဝါရတဲ့ဟာဆိုရင်တစ်ခုမှမတုံးတာမွေအင်းကြီးလဲမောနဲ့ဒီလိုဆွလို့တယ်လူတွေကစားတာတစ်ခုလေးတင်ပြောလို့မရဘူးဒီဟာเนาะသရဝါတွေသေဆုံးရတာစားလို့တစ်ခုတည်းကြောင့်မဟုတ်ဘူးချားတယ်အဲ့တော့ကြေကြေပြတ်ပြတ်စဉ်းစားတတ်ရမယ်လို့သူဆွလို့တယ်